မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ခပောင်းဂိတ်စစ်တောင်းတရားဂိတ်နဲ့လေးမိုင်စစ်ဆေးရေးဂိတ်တို့မှာဘိုးကြီးဖြိုးဝေဝင်ဘိုးကြီးဇော်မင်းထိုင်နဲ့စစ်ရရှိများကပြည်သူများထံကနေပြီးတော့မတရားစက်ကြီးကောက်ခံပြီးပတ်စံတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကုန်မြို့ရဲ့လုံခြုံရေးအတွက်စစ်ကောင်စီကမြို့အဝင်းထွက်တဲ့လမ်းတွေမှာစစ်စေးရေးဂိတ်များချထားခဲ့ပြီးတော့အဲ့ဒီစစ်စေးရေးဂိတ်တွေမှာဗိုလ်ကြီးအဆင့်ရှိတဲ့အရာရှိများကိုကြီးကြပ်ခိုင်းခဲ့တယ်လို့သိရပါဗျ။အရင်ကဂိတ်များကိုဖြတ်တန်းရမှာလုံခြုံရေးကိုသာအဓိကစစ်ဆေးပြီးတော့ပတ်စံကိုတော့တရာကြီးသာတောင်းခံခဲ့တယ်လို့သိရပါဗါဒါပေမဲ့ညောင်လေးပင်ကြောက်ကြီးနဲ့ကြောက်တကားတို့ဘက်မှာတိုက်ပွဲများဖြစ်ပွားလာပြီးတဲ့နောက်စစ်ကောင်စီကရိတ်ခါတည်ယူမှုများစေဝါတည်ယူမှုများကိုတရားဝင်ကန့်သတ်ပိတ်ပင်လာတယ်လို့သိရပါဗါအခုလိုမျိုးစစ်တပ်ကပိတ်ပင်လိုက်တော့လေ ပတ်စံပေးရင်လွတ်လပ်စွာဖြတ်ခွင့်ပြုရာကနေစစ်စဲရေးဂိမ်းများဟာစီးပွားဖြင့်ငွေရှာတဲ့နေရာတွေဖြစ်လာတယ်လို့သိရပါဗျ။လက်ရှိတောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ခပေါင်းဂိတ်စစ်တောင်းတရာဂိတ်နဲ့လိမ့်မိုင်စစ်စဲရေးဂိတ်တို့မှာဖြတ်တန်းသွားလာသူမှန်သမျှထံကနေပြီးတော့ပတ်စံများကောက်ခံနေပြီးအိမ်စည်းကားတစည်းကိုငွေကျပ်9000ကုန်9ဆိုရင်တင်ဆောင်လာတဲ့ကုန်ပစ္စည်းပေါင်းမူတည်ပြီးတော့ငွေကျပ်1000ကနေ3000အထိပေးနေရတယ်လို့သိရပါဗျ။ တောင်ကူကခပောင်းဂိတ်စစ်တောင်းတရဂိတ်လေးမိုင်ဂိတ်တွေမှာပတ်စံမတရားတောင်းနေတာမပါလို့မရှိလို့ပါဆိုရင်လည်းမပေးနိုင်မင်းတို့မဖြတ်နိုင်ဆိုပြီးတော့အော်ဟစ်ဆဲဆိုတဲ့ဂိတ်တွေမှာပတ်စံတွေကိုပုံကြီးတွေနဲ့လာရမြတောင်းပြီးတော့ပြစ်ထည့်ထားတာတကယ့်ကိုစီးပွားပြစ်ကိုလုံနေကြတာဂိတ်မှာကစစ်ခွေးဗိုလ်ကြီးတွေကဥဆောင်တယ်လို့ဒေတာကန်သတင်းရင်းမြစ်ကပြောပြထားပါရယ်တောင်ကုံမျိုးခပောင်းတရဆစ်ဆေးရိတ်ဂိတ်မှာအမတ်30ဆက်သွယ်ရေးတပ်ကဗိုလ်ကြီးဖြိုးဝေဝင်လေးမိုင်ဆစ်ဆေးရိတ်ဂိတ်မှာတိုက်ပွဲဝင်စီယုံရေးတပ်ကဗိုလ်ကြီးအဆင့်ရှိသူနဲ့ စစ်တောင်းတရားဆစ်ဆေးရိတ်ဂိတ်တို့မှာတဲခူရဲတက်ကဘိုးကြီးဇော်မဲထိုက်တို့ကတာဝန်ကျဦးစီးပြီးတော့ပတ်စံတောင်းခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဆစ်ဆေးရိတ်ဂိတ်များမှာပတ်စံတောင်းခံရမှာအ ਨੇ စုံအိမ်စည်းကတစည်းကိုငွေကျပ်9000စံအိတ်တဲမဲဆိုပါကစံအိတ်အနေငယ်သာပါတဲ့ကားတစည်းဆိုရင်ငွေကျပ်1000နှုန်းစံအိတ်များရင်ငွေကျပ်9000ကနေပြီးတော့တသိန်းအထိ၎င်းဒူးရင်သီးများတည်ယူပို့ဆောင်မှာကငွေကျပ်ပေါင်းချီပေးနေရတဲ့အပြင် ဗိုလ်ကြီးစားဖို့အတွက်ဒူးရင်တီဆိုပြီးတော့တယ်ဆောင်လာတဲ့ဒူးရင်တီကိုပါချိမ့်ချောက်ပြီးတော့တရောင်းစားလိုမျိုးတောင်းစားနေတယ်လို့သိရပါဗျ။စစ်တပ်စစ်စေးရေးဂိတ်များမှာငွေကြေးတောင်းခံမှုများအတွက်ဒေသခံပြည်သူများကတပ်ဆိုင်ရာစစ်ကောင်စီထံကိုစာပေးဖို့တိုင်ကြားထားတော်လဲ။တစုံတရာရေးယူမှုမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့ပေါ်ကိုဈေးလာဝယ်တဲ့အမျိုးသမီးရှစ်ဦးထဲမင်းဲကိုအကြမ်းဖက်စစ်သားများကဖမ်းဆီးကာလက်ရှိအချိန်အထိကိုပြန်လုမပေးသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ21ရက်နေ့ကရေဦးမြို့နယ်အတွင်းကျေးရွာများကရေဦးမြို့ပေါ်ကိုဈေးဝယ်လာတဲ့အချိန်အကြမ်းဖက်စစ်သားများကအကြောင်းမဲ့ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျာ။အခြားနေတွေကပြည်သူများကိုလည်းဖမ်းဆီးထားပြီးတော့ယနေ့အချိန်အထိပြန်မလုပေးသေးဘူးလို့ပြောပါတယ်။လက်ရှိဖမ်းခံထားရတာကအမျိုးသမီးရှစ်ဦးထဲမင်းဲအဖမ်းခံထားရပါတယ်။ငွေနဲ့ချင်တာလဲပ ပါမယ်အခုလိုတွေမတရားဖန်ဆီးပြီးတော့ပတ်စံနဲ့ရွေးထုတ်ရင်တော့ပြန်လွတ်ပေးတာတွေရှိနေတယ်လို့ရေဦးအနောက်ပိုင်းဆုံးသတင်းဆက်သွယ်ရေးတာဝန်ခံထူးခန့်စောအမေသားကသတင်းပေးဖို့ပြောကြားထားပါတယ်အခုလိုမျိုးအကြမ်းမဆက်တက်ကရေဦးမျိုးဘော်ကိုဈေးရောင်ဈေးဝယ်ပြုလုပ်နေကြတဲ့ပြည်သူများကိုဖန်ဆီးငွေညစ်ချက်များလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများဟာသွားရေးလာရေးအထုကယူဆိုင်ကြရန်ရေဦးမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့နယ်လွိုင်နွဲ့ချေးရွာအနီးက KTV မှာ Happy Water တောက်ပြီးတော့အမျိုးသမီးငယ်တယောက်တေဆုံးက ၃ရောက်ဈေးရုံတက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာဇွန်လ22ရက်နေ့ညမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တေဆုံးသူဟာလွိုင်းနဲ့ရွာနေအသက်16နှစ်အရွယ်နန်းယုံငင်ဖြစ်တယ်လို့သိရပါဗါတယ်။တေဆုံးသူနဲ့နှိဆက်သူတယောက်ကသူတို့အဖွဲ့ကအကုန်လုံး၈ရောက်တောက်ကြတာ၃ရောက်ကတော့ဈေးရုံတင်လိုက်ကြတယ်။တယောက်ကတော့ပွဲချင်းပြီးဆုံးသွားတာအကုန်လုံးကလွိုင်းတွေကရွာသူတွေဖြစ်ပါတယ်။တေဆုံးသွားတဲ့သူတယောက်က Happy Water ကို၅ခွက်တောက်လိုက်တာသူအများဆုံးပဲတောက်တာအပျော်လွန်ပြီးတော့အခုလိုဖြစ်သွားတာပါ။ဈေးရုံတက်တဲ့သူတွေရောဆုံးသွားတဲ့သူရောကအသက် ချောင်းနဲ့အရွယ်တွေပဲသူတို့ကအရက်တွေအရင်တောက်တယ်ပြီးမှ happy water တောက်တာမျိုးစုံရောသွားလို့ shock ဖြစ်သွားတာလို့ပြောပြထားပါတယ်။တေဆုံးသွားသူနန်းယုံငင်ကို ဇွန်လ22ရက်နေ့မှာတကြိုခဲ့ပြီးတော့ဈေးရုံတက်နေရတဲ့၃ယောက်ကတော့တတ်တာလို့ဈေးရုံကနေပြန်ဆင်းသွားပြီလို့သိရပါဗါ2024ခုနှစ်အောက်တိုဘာလကလည်းတာချီလေးမျိုးနတ်မောက်ရွှေတထေကုံကြောင်းတိုက်ကဆရာတော်တပန်းနဲ့ဒါရိုက်က၄ယောက်တို့ဟာ Happy Water ကို Coffee ထင်ပြီးတော့ဖြော်တောက်မိရာကနေ3မိမျောပြီးတော့ဈေးရုံတက်ခဲ့ရတယ်လို့သိရပါဗါ Happy Water ကိုထိုင်းနိုင်ငံမှာမွေးရဆေးဝါးအစ်စ်တစ်မျိုးအဖြစ်နဲ့တမတ်တင်းကျပ်စောင့်ကြည့်နေပြီးတော့ရှမ်းပြည်နယ်တာချီလေးကျိုင်းတုံတောင်ကြီးရက်ဆောက် နမ်ဆန်တို့မှရှိတဲ့ KTV နဲ့ကလပ်များမှာ တွင်ကျဲစွာအသုံးပြုနေကြပြီနော်လက်ရှိရန်ကုန်မန္တလေးနဲ့မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ KTV ဟိုင်းကမ်းများမှာလည်း Happy Water နဲ့ Ketamine လို့ခေါ်တဲ့ K ကိုတွဲသုံးကလူငယ်များဟာညာလုံးပေါက်ကခုန်နေကြတယ်လို့သိရပါဗါးအဲ့ဒီ Happy Water ထဲမှာက chemical ဘောင်းစုံပါတာဗျတေးကြတာတစ်ခုကတော့ကြွက်သက်ဆေးတွေလည်းပါတယ်လို့သိရတယ်လို့ Happy Water သုံးဆွဲသူတို့ကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းများခွဲပြီးတော့နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ကကြေးရွာများကိုမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ကစတင်ပြီးတော့ညောင်ဦးမြို့နယ်အတွင်းမှာစစ်တပ်စစ်ကြောင်းနှစ်ခုခွဲပြီးတော့ကြေးရွာများကိုဥတီပြစ်မှတ်ထားတိုက်ခိုက်မှုများကိုလှုံ့ဆော်လာတယ်လို့သိရပါရတယ်။ တောင်စင်းရဲစခန်းကစစ်တပ်စစ်ကြောင်းတစ်ခုညောင်ဦးမြို့ကတန်ကြက်ကကားများပါဝင်လာတဲ့စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ခြေရွာများကိုဥတီပစ်ခတ်တိုက်ခိုက်မှုများမိရှုဖြတ်စင်းမှုများလှုပ်ဆောင်လာတယ်လို့သိရပါဗျာ ဇွန်လ23ရက်နေ့ကညောင်ဦးမြို့နယ်မှာကြေးပါများကိုစစ်ကြောင်းထုတ်လာတဲ့အင်အား80ပါးတဲ့စစ်ကောင်းစီစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များကြားမှာအနောက်အုံရွာနဲ့ဇီးပြည်ပင်ရွာကြား15မိနစ်ခန့်ထိပ်ပြေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army PDA ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ24ရက်နေ့မှာစစ်တပ်ကညောင်ဦးမြို့နယ်အတွင်းအင်ဂျီတရာကျော်ရှိတဲ့ ဈေးမကြီးကြေးရွာကိုဝင်းရောက်မိရှုဖျက်ဆီးသွားခဲ့တယ်လို့သိရပါဗျ။ကြေးရွာကပြည်သူများဟာအချိန်မီဆေးပေးရှောင်နေတဲ့အတွက်ဖမ်းဆီးခံရခြင်းတော့မရှိဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ညောင်ဦးမြို့နယ်ဈေးမကြီးကြေးရွာ၊ဈေးပြင်းရွာ၊ရာတော်ကြီး၊မြောင်၊ဂျိုးကန်၊ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးကပြည်သူ1000နီးပါးဟာဆေးပေးတိန်ရှောင်နေရတယ်လို့သိရပါဗျ။ ညောင်ဦးမှာစစ်တပ်ကိုပြစ်ခတ်မှုတွေနဲ့နန်စီဒီယန်တွေကိုမကြခဏပြစ်ခတ်တာတွေဖြစ်တယ်ဆိုပြီးတော့စစ်လော်ဘီတွေက Telegram Channel တွေကနေနယ်မြေရှင်းလင်းမှာဆိုပြီးတောက်လျှောက်လှုပ်တော့ပြီးတဲ့နောက်ပိုင်းမှာစစ်ကြောင်းထိုးလာတာတွေဖြစ်လာတော့တာပဲအခုလောလောဆယ်တော့ရွာတွေကပြည်သူတွေအားလုံးတိမ်းရှောင်နေရတယ်တော်လိုင်းတပ်တွေကလည်းစစ်တပ်ကလက်နက်အင်အားနဲ့လူဝင်အားများတော့မကတ်ရဲကြဘူးစစ်ကြောင်းထိုးလာတာကအင်အား200ကျော်နဲ့300ကျော်ရှိတယ် ပြူစောတိတွေများတယ်လို့ညောင်ဦးအခြေစိုက်တော်လိုင်းသတင်းရင်းမြစ်ကပြောပြထားပါရယ်။ဒါအပြင်စစ်ကောင်စီတပ်ကစစ်ကြောင်းထုံးမှုများအပြင်ကြေးရွာများကလူငယ်တချို့ကိုလည်းစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများပါတဘာတဲ့လှုပ်ဆောင်နေတယ်လို့သိရပါရယ်။ညောင်ဦးမြို့ပေါ်မှာလည်းစစ်မှုထမ်းအဖြစ်နဲ့အမျိုးသားများနဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်နဲ့မန္တလေးတိုင်းမြေသားမြို့နယ်တို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားတွေအဖြစ်နဲ့စုဆောင်းခံရသူ၂ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မှာရန်ကုန်ဂျိုးပြူအမှတ်တက်တမ်းမြေလေးကျင်ရေးတင်တန်းကျောင်းကစစ်မှုထမ်းအပတ်စဉ်10ဆင်းစစ်ကောင်စီတပ်သားတွေ2ဦးနဲ့တောင်ကြီးကျိုင်းတောင်အမှတ်3ပြည်သူစစ်မှုထမ်း ်လေ့ကျင့်ရေးအကြောင်းကစစ်မှုထမ်းတပ်သားတဲ့တအူတို့ဟာဟုံးမလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်မှုထမ်းတပ်သားတဲ့နှောက်ဦးစလုံးဟာအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူများဖြစ်ပြီးတော့ရှေ့တန်းစစ်မျက်နှာတွေကနေထွက်ပြေးကာအလင်းဝင်ရောက်လာခြင်းဖြစ်ပြီးကောင်းမွန်စွာထိမ့်သိမ်းဆောင်ရှောက်ထားတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူနှောက်ဦးကတနက်တော့မပါလာဘူး။တောင်ကြီးကျိုင်းတောင်းရဲ့မော်ဘီရဲကပါအလင်းဝင်ရောက်လာသူနှောက်ဦးကဘယ်မျိုးနယ်ကလဲဆိုတော့မြစ်သားနဲ့လှိုင်းသာကပါလှိုင်းသာယာကတအူးက369ချင်းမြန်တိုင်ရင်က မြေသားကတူကတော့ရွှေဘို40နဲ့ချင်းမြန်တိုင်းကပါဂုံပြူစုငွေချင်းမြန်ဘုတ်ကတော့အခုလောလောဆယ်မရှိသေးပါဘူးနောက်ဦးစလုံးကပေါ်တာဆွဲခံရတာပါလှိုင်းသားရကရက်ွက်ယုံကနေအတင်းအကျပ်စစ်မှုထမ်းခေါ်ခံရတာမြေသားကတူကလည်းအိမ်မှာထမင်းစားနေနေစစ်တပ်ရဲ့ပေါ်တာဝင်ဆွဲမှုကိုခံလိုက်ရတာပါမြေသားကတူကစာမတတ်ဘူးသူကစာလဲတစ်လုံးမှမဖတ်တတ်ဘူးအိမ်မှာထမင်းစားနေနေဝင်ဆွဲခံရပြီးမှတခါတည်းလက်မှတ်တွေပါရေးထိုးခိုင်းပြီးစစ်မှုထမ်းတခါတည်းဆွဲသွားတာလို့ဟုံးမလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် ်အကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်အေပီလကစတင်ပြီးတော့စစ်မှုထမ်းတင်တန်းများလစဉ်ဖွင့်လှစ်ကလူငယ်များကိုအတင်းအကျပ်ပေါ်တာဆွဲမှုများမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ဆောင်နေကယခုကစစ်မှုထမ်းအပတ်စဉ်25အထိကိုရောက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့တပ်မတရတဲ့လက်အောက်ခံခလာရ2-5တဲ့တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့ပခုတ်ကူမြို့တပ်မတရတဲ့လက်အောက်ခံခလာရ2-5တဲ့တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာနေထိုင်လိုခြင်းမရှိတဲ့အတွက်ကြောင့်ထွက်ပြေးလာပြီး Burma Revolution Rangers တပ်ဖွဲ့ထမ်းမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုလမျိုးထွန်ချမ်းပြေအောင်နဲ့ငိမ့်သူအောင်တို့3ဦးဟာ ဟာရတာတာတက်ဘာထူးတင်တန်းเจ้าမှာ3လတိတိတင်တန်းတက်ရောက်ခဲ့ရပြီးတော့စစ်မှုရန်အပတ်စဉ်7တက်ကစစ်မှုရန်တင်တန်းဆင်းများဖြစ်တယ်လို့သိရပါဗါတယ်အလင်းဝင်လာတဲ့သူတွေကတနက်တော့မပါလာဘူး24ရက်နေ့ကလင်းဝင်လာတော့ပါသူတို့3ဦးစလုံးကတင်တန်းအပတ်စဉ်7တက်ကပါသူတို့နေတဲ့မြို့နယ်တွေကတော့မုံရွာနဲ့မန္တလေးကပါမုံရွာက2ဦးမန္တလေးက2ဦးပါအလုတ်သွားရင်လည်းလမ်းမှာအဖမ်းခံရတာမုံရွာက2ယောက်ရောမန္တလေးက1ယောက်ရောအလုတ်သွားရင်လည်းအဖမ်းခံရတာတွေပါ ရကတာတက်ဘာထူးမှာပဲ၃ရက်စလုံးတင်းတန်းဆင်းလာတာလက်နက်ခဲယမ်းမပါတဲ့အတွက်စုငွေပေးတာမျိုးတော့မရှိပါဘူးလက်နက်ခဲယမ်းပါမှသာကျွန်တော်တို့ကစုငွေပေးတာပါမုံရွာကနှစ်ဦးကတော့မိသားစုတွေစီကိုပြန်ပို့ပြီးပါပြီမန္တလေးကလူကိုတော့မိသားစုတွေဆက်သွယ်နေတုန်းပါပဲလို့ဘာမှ Revolution Rangers ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒီမိုက ပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ရဲများပြူစောထီးများအနေနဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာအသက်အသေးမခံပဲမိသားစုနဲ့အတူလွတ်လပ်စွာရှင်သန်ခွင့်ရလိုပါက အမြင်မှန်ရပြီးတော့ဘာမာ Revolution Rangers တပ်ဖွဲ့မှဖြစ်စေအခြားသောဘဲတော်လန်ရေးတပ်ဖွဲ့မှပဲဖြစ်ဖြစ်လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ကြရန်ဘာမာ Revolution Rangers အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒီမိုကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ